မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝုဒ္ဓအခန်းကြီး22အငယ်1မှ30ညီအကိုတို့အဘတို့အစ်နှုတ်သည် ကိုအပြစ်ဖြေရာစကားကိုတင်တို့ရှေ့မှာယခုပြောစဉ်တွင် နားထောင်ကြပါဟုဆိုလေတော့ဟိပြေဘာသာအပြစ်ပြောသည်ကို ထိုသူတို့သည်ကြားလျင်တာ၍အလွန်တိတ်ဆိတ်စွာနေကြ၏ပေါ်လူကလည်းအကျွန်ုပ်သည်ကိလကိပြီတာရှုမြို့၌မွေးဖွားသောယူဒလူဖြစ်ပါ၏ဤမြို့မှာလည်းဂါမလီလအမိရှိသောဆရာဤခြေရင်း၌ကျွေးမွေးခြင်းကို ခံ၍မိစဉ်ဖဆက်ကျင့်သော တရားကိုတေချာစွာသိနာလေခြင်းကဤဥပဒိတကိုခံပါပြီ။သင်တို့ရှိသည်မြသည်ယနေ့တိုင်အောင်ဖျားသခင်ဘက်၌စိတ်အားကြီးသည်ဤသူအကျွန်ုပ်လည်းစိတ်အားကြီးသည်ဖြင့်ယောက်ျားမိန်းမတို့ကိုချီနှောင်၍ထောင်ထဲမှလှောင်ထားလျက်အသေးသက်ခြင်းတို့တိုင်အောင်ထိုးပါးသားကိုညှင်းဆဲပါပြီ။ ထိုကဲ့သို့ပင်ယစ်ဘရောဟိမင်းမှဆ၍လူအကြီးအကဲအပေါင်းတို့သည်အကျွန်ုပ်ဘက်၌တက်သည်ဖြစ်ကြပါ၏။သူတို့ထံမှလည်းအကျွန်ုပ်သည်ညီအကိုတို့ထံသို့မာဇာကိုခံပြီးမှဓမ္မသက်မြို့၌ရှိသောထိုဘာသာဝင်သူတို့ကိုဒဏ်ခံစေခြင်းငါချီတောင်း၍ယေရုရှလင်မြို့သို့ပို့မီဟုဓမ္မသက်မြို့သို့အကျွန်ုပ်သွားပါ၏။ လမ်း၌သွား၍ဓမ္မသက်မြို့အနီးသို့ရောက်သောအခါမွန်းတက်အချိန်တွင်ကောင်းကင်ထဲကကြီးသောအလင်းသည်အကျွန်ုပ်ပတ်လည်၌ရုပ်ကနေထွန်းတောက်ပါ၏အကျွန်ုပ်သည်မြေပေါ်မှလဲ၍နေစဉ်ရှောလူရှောလူအဘယ်ကြောင့်ငါကိုနှင်းဆဲသည်နည်းဟုအကျွန်ုပ်အားပြောသောစကားတန်ကိုကြားလျင်တခင်ကိုရောသည်အဘယ်သူနည်းဟုအကျွန်ုပ်ပြန်၍မေးလျှောက်တော့ငါက ်သင်ညင်းစေသောနာဇရက်မြို့သားယေရှုဖြစ်သည်ဟုမိန့်တော်မူ၏အကျွန်ုပ်နှင့်ပါတော်သူတို့သည်ထိုအလင်းကိုမြင်၍ကြောက်ရွံ့ခြင်းသို့ရောက်တော်လေအကျွန်ုပ်အားပြောသောသူ၏စကားတန်ကိုမကြားမသိရကြထိုအခါအကျွန်ုပ်ကလည်းသခင်အကျွန်ုပ်ဒီအဘယ်သို့ပြုရပါမည်နည်းဟုရှောက်လျင်သခင်ဖျားကထလော့ဓမ္မသက်မြို့သို့သွားလော့ တင်ဆောင်ရွက်စရာဖို့ခွဲခတ်စီမံသမျှတို့ကို ထိုမျိုး၌ပြောလိမ့်မည်ဟုမိန့်တော်မူ၏ထိုအလေးဤရောင်ချီအရှိန်အားဖြင့်အကျွန်ုပ်သည်မျက်စိကန်းသောကြောင့်အကျွန်ုပ်နှင့်ပါသောသူတို့၏လက်ဆွဲခြင်းကိုခံရ၍ဓမ္မသက်မြို့သို့ရောက်ပါ၏ ထို့အခါပြည့်ညက်တရားနှင့်အညီဖျားဝတ်၌မွေလျောသောသူဖြစ်၍ထိုမြို့မှနေသော ယူဒလူအပေါင်းတို့တွင်အတရီရှိသောသူအာနန္ဒီသည်အကျွန်ုပ်စီသို့လာ၍အနား၌ရက်လျက်ညီလျှောလူတဖန်မျက်စိမြင်ခြင်းသို့ရောက်လောဟုဆို၏ထိုခဏ၌အကျွန်ုပ်သည်သူ့ကိုကြည့်ရှု၍မြင်ရ၏သူကလည်း သင်သည်မြင်လေသည်။ကြားလေသည်။တို့ကို လူအပေါင်းတို့အားပြော၍သခင်ဖျားဤတက်တည်ခံဖြစ်ရမည်အကြောင်းသင်သည်ဖျားသခင်ဤအလိုတော်ကိုသိစေခြင်းငါ၎င်းဖြောင့်မတ်တော်မူသောသူကိုမြင်၍နှုတ်တော်ထွက်ကိုကြားစေခြင်းငါ၎င်းငါတို့ဘိုးဘေးများဤဖျားသခင်သည်သင်ကိုခန့်ထားတော်မူ၏ ယခုလေတင်သည်အဘေကြောင့်ဆိုင်းလင်း၍နေသည်။ထလောသခင်ဖျားကိုပတ္ထနာပြုလျက်ဗတ္တိဇံကိုခံ၍တင်းအပြစ်များကိုစေကြောလောဟုဆိုပါ၏။ထိုနောက်မှာအကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်၍ဗိမ္မာန်တော်၌ဆုတောင်းစဉ်ဘဝင်ကြ၍သခင်ဖျားက သင်သည်ကြိုးစား၍ယေရုရှလင်မြို့မှအလင်းအမြန်ထွက်သွားလော့ငါ၏အကြောင်းကိုသင်သည်ပြော၍တက်တည်ခံသောစကားကိုဤလူတို့သည်မခံဘဲနေကြလိမ့်မည်ဟုမိန့်တော်မူလျက်ရှိသည်ကိုအကျွန်ုပ်မြင်လေ၏ အကျွန်ုပ်ကလည်းသခင်ကိုရောကိုယုံကြည်သော သူတို့ကိုအကျွန်ုပ်သည်ထောင်ထဲ၌လှောင်ထား၍တရားစရက်များ၌ရိုက်သည့်အကြောင်းကို သူတို့သိကြပါ၏ကိုရောဤတသက်ခံဖြစ်သောတသက်ဖန်ဤအသွေးကိုတွန်းသောအခါအကျွန်ုပ်သည် အနား၌နေလျက်ကုမြတ်ခြင်းအမှုကိုဝန်ခံ၍ကုမြတ်သောသူတို့ဤအဝတ်ကိုစောင့်နေပါ၏ဟုပြောဆိုလျှင်သခင်ဘုရားကတွားလောငါသည်တပါးအမျိုးသားတို့ရှိရာသို့ သင်ကိုဝေးလာစွာဆေလွတ်ပြီဟုအကျွန်ုပ်အားမိန့်တော်မူသည်ဟုပေါလုမွတ်ဆို၏ထိုမြတိုင်အောင် ပေါလု၏စကားကိုနားထောင်ပြီးလင်ထိုသူတို့သည်အော်ဟစ်၍ထိုတို့သောသူကိုမြေကြီးပြင်မှတုတ်တင်ပယ်ရှင်းလောသူသည်အသက်မရှင်သင်ဟုဆိုကြ၏ထိုသူအော်ဟစ်ခြင်းကိုအဝတ်ကိုချွတ်ခြင်း ြေမှုန့်ကိုမိုးကောင်းကင်သို့ပြစ်လိုက်ခြင်းကိုပြုကြစဉ်တွင်ပောလုကိုအပေကြောင့်ထိုသို့အော်ဟစ်ကြသည်ကိုစစ်တကြီးသည်တိလို၍ပောလုကိုရဲတိုက်ထဲသို့တွင်းစီရိုက်၍စစ်ကြောစီဟု စီရင်လေ၏တရေချိုးနှင့်ဆွဲတင်ကြသောအခါပောလုကရောမလူဖြစ်သောသူကိုဓမ္မသက်အတိုင်းမစီရင်ဘဲလျက်သင်တို့သည်ရိုက်ရသလိုဟု အနား၌ရက်နေသောတက်မူအားဆို၏ တတ်မှုသည်ကြားလင်စစ်သူကြီးထံသို့သွား၍အဘယ်သို့ပြုမိကိုတတိထားပါလောဤသူသည်ယောမလူဖြစ်ပါသည် ဟုကြားလျှောက်၏စစ်သူကြီးသည်လည်းပောလူထံသို့လာ၍တင်းသည်ယောမလူမှန်သလောငါအာပြောလောဟု ဆိုလင်မှန်ပါသည်ဟုပောလူပြောဆို၏စစ်သူကြီးကလည်းအကျွန်ုပ်သည်ငွေအများကိုပေး၍ယောမလူ၏အရေးအရာကိုရသည်ဟု ဆိုလင်ပောလူက အစနုတ်ဒီဇာတိအပြင်ရပါသည်ဟု ဆို၏ထိုအခါစစ်ကြောမီပြုသောသူတို့သည် ပေါ်လူထံမှချက်ချင်းသွား၍သူသည်ယောမလူဖြစ်သည်ကို၎င်းယောမလူကိုချီနောင်မိသည်ကို၎င်းစစ်သူကြီးတိလင်ကြောက်ချင်းတို့ရောက်လေ၏။နတ်ပြန်နေတွင်အဘယ်အပြစ်ကိုယူထလူတို့သည် ပေါ်လူ၌တင်ကြသည်ကိုစစ်သူကြီးသည်အမှန်တိလိုသောကြောင့်ပေါ်လူ၌ချီနောင်သောတန်ကြိုးကိုချွတ်၍ရစ်ပရောဟိတ်အကြီးတို့နှင့် လွတ်အရာရှိအပေါင်းတို့ကိုစီဝေးစေခြင်းကစီရင်ပြီးလင်ပေါလူကိုခေါ်၍သူတို့ရှေ့၌ထားလေ၏။ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ ပေကျင်းမြေစုမောင်ကိုအောင်မြင်တော်မူ၍ရှင်ပြန်ထမြောက်တော်မူသောတဆူတည်းသောဘုရားသခင်ကိုရိုနိုက်ကိုလိုမီဝဲကြသောသူတိုင်းတို့သည်ထမြောက်ခြင်းတကူဤယေရှုတော်ကိုခံရကြပါ၏အပြည့်ကျူးစရိုက်၌တည်လျက်ရှိသောကျွန်တော်တို့ကိုခရစ်တော်နှင့်အတူရှင်ပြန်ထမြောက်စေသောယေရှုတော်ပြင်းမြင်သည့်ကျွန်တို့ကိုဖြည့်ဆည်းခြင်းကမဆွမ်းနိုင်အောင်ကိုရိုဤထမြောက်တော်တကူတော်သည်ရှင်ပြန်သော အသက်တာလေးကျွန်တော်တို့ကိုကိုရော need to ရှင်းပြန်စေသောကြောင့်ယေရှုတင်ပါ၏ဘုရားသခင်ကိုရောတိုင်ထမြောက်တော်မူ၏ကျွန်တော်တို့ကိုထမြောက်ခြင်းပြီးသည့်ဘုရားဖြစ်တော်ကြောင့်ဘုရားကျွန်တော်တို့ဒီယနေ့ထာဝရအသက်နဲ့ယေရှုတော်ကိုခံစားရလေရှိကြပါ၏တို့ကြောင့်ဘုရားကိုရောကိုယေရှုတင်ပါ၏ထမြောက်ခြင်းနဲ့ဆိုင်သောအကောင်းကြီးကိုရသောသားသမီးတို့ကျွန်တော်တို့အသက်တာသည်ဘယ်တော့မှတည်ခြင်း၌နှိမ့်ညွတ်၍ဆုံးရှုံးခြင်းတို့မရောက်တော်ကြောင့် ယေရှုတင်ပါ၏ဘုရားသခင်ယေရှုခရစ်တော်အဖင့်တာလင်းထာဝရအသက်ထာဝရရှင်ပြန်ခြင်းတိချင်းကိုအောင်မြင်သောအခွင့်ကိုရသည့်အတွက်ကျေးဇူးတင်ပါ၏။သခင်ယေရှုဤနှုတ်တော်ထွက်စကားဖြစ်သည့်အတိုင်းငါကိုယုံကြည်သောသူသည်တည်လွန်တော်လဲရှင်နိုင်မည်ဆိုရက်သူနှုတ်ကပတ်တော်သည်ယင်းနေ့ကျွန်တော်တို့ကိုရှင်ပြန်ထမြောက်ခြင်းတကူနှင့်ပြည့်စုံသောဘုရားသခင်ထံတော်လာတဲ့ဂတိတော်ဖြစ်တဲ့အတွက်ကာလအစဉ်ပျက်စီးဆုံးရှုံးတတ်သောသင်္ခါရလောကကြီးက ထာဝရကျေးဇူးနဲ့ပြည့်စုံတဲ့ဘုရားသခင်အကောင်းကြီးအောင်မှာရှင်သန်တော်သူများဖြစ်စေပါမည်အကြောင်းသခင်ယေရှုနာမတော်၌ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်းလျက်အသက်တာကိုသခင်နှင့်အတူထမ်းမြောက်ရှင်သန်ကြပါလိမ့်မယ်ဆိုတာဘုရားသခင်အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်